မန်ချက်စတာယူနိုက်တက်ကလီဗာပူးကိုအန်ဖီမှာ7နှစ်အတွင်းပထမဆုံးအကြိမ်အနိုင်ရရှိခဲ့ပြီးတော့ဒီနိုင်ပွဲအတွက်ရူဘင်အမော်ရင်ရဲ့ချင်းကပ်ပုံတွေက အရေးပါခဲ့ပါတယ်။ပွဲအပီအင်တာဗျူးမှာလည်းသူ့အနေနဲ့ Shashko ကိုမသုံးဘဲနဲ့ကုညာကိုသုံးရခြင်းအကြောင်းကိုရှင်းပြသွားခဲ့တယ်။ဒါကြောင့်မလို့ဒီပွဲမှာမြင်တွေ့ခဲ့ရတဲ့မြင်ကွင်းတွေနီးပြူဟာတော့ချက်တွေအကြောင်းကိုဒီဗီဒီယိုကနေသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုတော့ Winesberg ကနေအတိအကကူညီပံ့ပိုးပေးထားပါတယ်။ C2 Opinion ကိုကြည့်ရှုနေတဲ့ပရိသတ်တွေအထက်ကဘလုံးအားကစားနေရှင်ခုံကျင်တဲ့ပရိသတ်တွေအတွက် Winesberg မှာ Opinion ဆိုတဲ့ promo code ကို အသုံးပြုပြီးတော့အကောင့်ဖွင့်လင်းနိုင်ပါတယ်ဒီဗီဒီယိုလေးရဲ့ comment section မှာလည်း promo code ကိုချထားပေးမှာဖြစ်လို့ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ Hello မဲမင်္ဂလာပါစီတူ opinion ကနေကြိုဆိုလိုက်ပါတယ် United ရဲ့နိုင်ပွဲ အတွက်တာအမော်ရင်ကအရေးပါတယ်ခင်ဗျာကနေပါဝင်ခဲ့တယ်သူပြောသားသလိုပဲပေါ့နော်နိုင်တော့လေနီးပြ ်ခေါင်းပေါ်ဒါချီချူးခံရတယ်ပေါ့နော်ရှုံးတော့လေနီးပြခေါင်းပေါ်တင်ခံရတယ်ပေါ့ဒါပေမဲ့ဒါကလည်းဘောလုံးလောကရဲ့သွားနေတဲ့လမ်းကြောင်းပဲဒီပွဲမှာအမော်ရင်ဘာတွေလုတ်ခဲ့တယ်လဲသူပြောသွားတယ်ပေါ့အဲကျွန်တော်ပြီးခဲ့တဲ့လေးရက်တပြည့် review မှာတင်ဆက်ပေးတာကဒါကျွန်တော်ရဲ့အမြင်ကိုတင်ဆက်ပေးတာပွဲကြည့်ပြီးတင်ဆက်ပေးတာဖြစ်တယ်ပွဲပြီးမှပြောခဲ့တဲ့ interview တွေပွဲပြီးမှထွက်ပေါ်နေတဲ့ stats တွေမသိဘူးပေါ့နော်ပွဲအတွင်းကဟာတွေပဲကျွန်တော်သိတယ်ပေါ့ဒါအခုဒီပွဲပြီးပြောတဲ့စကားလေးတွေကိုပြန်ပြီးတွေ့တဲ့အခါမှာအဲဒီထပ်ပြီးတော့ အတီးပြုတ်တင်ဆက်ပေးခြင်းလေပေါ့เนาะအဲ့တော့ကုညာကကုညာကိုဘာဖြစ်လို့သုံးတယ်လဲဆိုတော့ဘန်ဂျမင်ရှက်ရှ်ကိုဟာအဲဒီ aerially dominant ဖြစ်တဲ့တိုက်စစ်မှုတယောက်ဖြစ်တယ်ဒါပေမဲ့သူ့ပုံစံကဒီ van dyke ကိုနာတေရိုနဲ့ရှင်းမယ်ဆိုရင်အဲဒီအခက်ခဲတိတ်မရှိဘူးပေါ့เนาะ van dyke တို့တော့အခက်ခဲတိတ်မရှိတဲ့ type ဖြစ်လောက်တယ်လို့အမော်ရင်ကတွေးတော့ခဲ့တယ်အဲ့ဒီအတွက်ပုံစံခြားနာတဲ့ကုညာကိုအသုံးပြုခဲ့တယ်ကုညာကခြားနာတဲ့ဒုက္ခကိုပေးမယ်လို့ယူဆခဲ့တယ် အဲ့ဒီယူဆကလည်းမှန်ကန်ခဲ့တယ်ပေါ့နော်ကုညာကဒီဘက်မှာဂိုးလည်းမသွင်းဘူးအက်ဆစ်လည်းမလုပ်ဘူးဒါပေမဲ့သူ့ရဲ့ဒီ dribbling လုပ်နေတဲ့ type carry လုပ်နေတဲ့ type ပြင်းနေတဲ့ type တွေက Liverpool အသင်းကိုမတီမငြိမ်ဖြစ်စေခဲ့တယ်ဒီနေရာမှာအဲ့လိုပြေးခြင်းကဘလို့အရေးပါတယ်လဲပေါ့လေအဲ့တော့ဒီညမှာကျွန်တော် Marcelo Bielsa ရဲ့ပြောတဲ့စကားတစ်ခုကိုကိုးကားခြင်းနဲ့ပေါ့နော်အဲ့တော့ Bielsa ကဒီ type sit attacking organization အနေနဲ့ type sit attacking play ကိုကစားတဲ့အခြေအနေမှာဘာကအရေးကြီးလဲဆိုတော့ ဒီလူအตายခြင်းမအောက် numbering ဖြစ်ခြင်းကအရေးအကြီးဆုံးပဲပြီးတော့သူပြောတဲ့စကားလုံးအတိအကျတိုင်းဆိုရင်တော့ဘလုံးကင်ထားတဲ့လူနဲ့ကိုးပေါက်ရဲ့ခြားထဲမှာကိုးလူကပုံများများရှိရင်ဒါက attacking organization ကိုအကောင်းဆုံးဖော်ဆောင်နိုင်မယ်ကိုးရဖို့အတွက်အခွင့်အရေးပိုကောင်းတယ်ဒါကိုပဲ attacking football ကစားတယ်လို့ခေါ်ကြတယ်အဲ့တော့အဲ့လိုဖြစ်အောင်မလုပ်ဘဲနဲ့အကောင့်ထဲပုံအောင်လုပ်တဲ့နီလန်တစ်ခုရှိတယ်အဲ့ဒါကပါလဲဆိုတော့ dribbler ဒရစ်ဘလာရဲ့တန်ဖိုးကိုဒါသူကရှင်းပြခဲ့တာပေါ့နော်သူရဲ့အဲဒီ press conference ကအရှိကြီးပဲဒါပေမဲ့ဒီအပိုင်းလေးပဲကျွန်တော်စိတ်ပိုင်းပြီးတော့ပြောချင်တယ်ပေါ့နော်ဒရစ်ဘလာတွေကခုနအလုပ်တွေကိုလုပ်နေစရာမလိုဘဲနဲ့ control တွေဒီပွဲကိုခုနအရာတွေတိဆောက်မှုတွေမလုပ်ဘဲနဲ့ဒရစ်ဘလာတွေက chaos တွေကိုဖန်တီးနိုင်တယ်တိုက်စစ်လမ်းကြောင်းတွေကိုဖန်တီးနိုင်တယ်အထူးသဖြင့်ဒါ messi တို့ lamine jamal တို့စီမှာဒီအရာကိုတွေ့ရတယ်ပေါ့နော်သူတို့အတွက် playmaker မလိုဘူး သူတို့ဘာသူတို့လုတ်သွားတယ်သူတို့ကိုခြေရာကောက်လို့မရဘူးသူတို့ကို analysis လုပ်လို့မရဘာဖြစ်လို့လဲဆိုတော့ dribbling လုတ်တယ်ဆိုတာက free dribbling လုတ်တဲ့ပုံစံမျိုးသူတို့လုတ်တဲ့ပုံစံမျိုးအဲ့လို free dribbling ဟာ line တွေကိုဒါချိုးဖြောက်လိုက်တယ် block တွေကိုဖျက်ဆီးပလိုက်တယ်ပြိုင်ဘက်အတင်းရဲ့ defensive shape ကို unbalance ဖြစ်အောင်လုတ်လိုက်တယ်အဲ့တော့ unbalance ဆိုတဲ့စကားလုံးကအရင်အရှိပါတယ်သူတို့ရဲ့အလုပ်ကအဲ့ဒါ ဲ့တော့မက်ဆီတို့ကတော့ unbalance မဟုတ်ဘူးတပွဲလုံးရင် playmaking နဲ့လုပ်မယ် assist တွေလုပ်မယ် goal တွေသွင်းမယ်အရာအားလုံးကိုလုပ်လုပ်မယ်ဒါပေမဲ့လူတိုင်းကတော့မက်ဆီမဟုတ်ဘူး dribbler တယောက်ရဲ့အခြေခံအသာချက်ကအဲ့ unbalancing ဖြစ်ခြင်းဖြစ်တယ်အဲ့တော့ matches ပုံညာမှာအခြေသွေးကောင်းနေအများကြီးရှိတယ်သူက dribbler တယောက်တသက်များမဟုတ်ဘူးဘောလုံးတွေသူ link လုပ်နိုင်တယ်ဒီ away ball တွေပေးပို့နိုင်တယ်ထိဆက်နိုင်တယ်၊ကန်သွင်းနိုင်တယ်ဒီအချက်လေးတွေပေါ့နော်အဲ့တော့ထိဆုံးတန်းမဟုတ်ပေမဲ့သူ့အခြေသွင်းတဲ့သူရှိတယ်အဲ့အခြေအသွေးကိုဒီဘက်မှာ အမော်ရင်းကအသုံးချခဲ့တယ်မတ်တစ်ကူညာစီကအကောင်းဆုံးစွမ်းဆောင်ရည်တစ်ခုကိုမြင်တွေ့ခဲ့ရတယ်လီဗာပူးအသင်းလည်းအဲဒီရှိတ်ပြတ်တယ်ဗောနော unbalance ဖြစ်တယ်အဲ့တော့ဒီလို unbalance ဖြစ်ခြင်းပြီးတော့မတ်တစ်ကူညာစီကယင်ဆိုင်ရနိုင်တဲ့အန်ရဲ counter attacking threat ဗောနော်ဒီအရာတွေဟာလီဗာပူးကိုသူတို့စိတ်သွားတိုင်းကိုမပါဖြစ်အောင်လို့ဒါဆောင်ရွက်ပေးနိုင်ခဲ့တယ်ဒါကတစ်ချက်ပြီးတော့နောက်ထပ်တစ်ချက်အနေနဲ့အမော်ရင်ဟာ second ball ကြီးအကြောင်းကိုပြောကြခဲ့တယ်ဗောနော်အဲ့တော့ second ball ကြီးအကြောင်းကို pre မှာလည်းသူပြောခဲ့တယ် post ပါလဲပြောခဲ့တယ်စကန်ဘောကောက်တဲ့နေရာမှာစကန်ဘောကောက်ခဲ့တဲ့အခြေအနေတွေမှာဒုတိယပိုင်းမှာဆိုရင်ကြာဆင်းသွားတယ်ဒီအာယုံဆိုင်မှုနဲ့အတုံးဝင်မှုတွေကြာဆင်းသွားတယ်ဆိုတာတော့သူပြောခဲ့တယ်ပေါ့နော်အဲ့ကြာဆင်းသွားတဲ့ control defensive ဘိုင်းဆိုင်ရာ lower chat တွေကိုလည်းဒီဘက်မှာမြင်တွေ့ခဲ့ရတယ်အဲ့တော့ဒီဟာကိုတော့နည်းနည်းနောက်မှဆက်ပြောမယ်ပေါ့နော်လောလောဆယ်စကန်ဘောကောက်တဲ့အကြောင်းအင်မတန်အရေးပါတယ်ပြီးတော့အဲ့စကန်ဘောတွေနဲ့တွဲနေတာက long ball ် shoppers တွေနဲ့ shoppers တွေနဲ့ပြီးတဲ့ play ကစားပြီးတော့ပြန်ဘက်ကိုစီးမိုးကစားမယ်ဆိုရင် second ball ကောက်ချင်းဆိုတဲ့အရာကနေတယ်ဒါပေမဲ့ long ball တွေကစားမယ်ဆိုရင် second ball ကောက်ချင်းအရာကပိုတယ်အဲ့တော့ morin ဟာအဲ့ second ball တွေကိုအရန်အာယုံဆိုင်လေးရှိတယ်တောက်လျှောက်ဆိုသလိုပေါ့နော်တောက်လျှောက်ဆိုသလိုအဲ့ second ball တွေကိုဒါတော်တော်လေးအသုံးပြုတယ်ပြီးတော့ second ball တွေအသုံးပြုတဲ့နေရာမှာ long ball တင်ပြီးဆိုကြဲကိုကဒီအစွန်တွေဘက်ကိုတိတ်မတင်ဘူးအလဲတွေကိုတင်တာများတယ်ပေါ့နော်အဲ့တော့ဒီ မော်ရင်ရဲ့စုဖွဲ့ပုံ၃လေး၂တရဲ့စုဖွဲ့ပုံဟာအလယ်မှာအဲဒီကစားသမားအရေအတွက်များတယ်ပေါ့နော်အဲ့တော့စကန်ဘောကောက်တဲ့အခါမှာအထူးသဖြင့်ထားပါတော့ဒီပြိုင်ဘက်ရဲ့ graphan back လိုနေရာမျိုးကိုကြာမယ်ဆိုအဲ graphan back ဘေးနားမှာ naturally နေရာယူထားတဲ့စားသမား၄ယောက်ရှိတယ်၄ယောက်ရှိရတဲ့အဲ့စကန်ဘောတွေကိုဝင်ပြီးတော့ကောက်နိုင်လိမ့်မယ်ပြီးတော့ဒီဘက်မှာ shash ကိုမပါဘူးပြီးတော့ aerial ဘောလုံးတွေကိုလိုက်ပြီးတော့တိုက်မနေဘူး ုံတိုက်တာမျိုးတော့ရှိပေမဲ့တောက်လျှောက်ကြီးလိုက်တိုင်မနေဘူးအော်ဘောလုံးကလေဘောကတင်လိုက်ရင်ဘောလုံးကမြေကြီးပေါ်မှာကစားတာဖြစ်တယ်အဲ့တော့မြေကြီးပေါ်ပြန်ကြမှာပဲပြန်ကြမှာဖြစ်တဲ့တော့စကန်ဘောကဖြစ်ကိုဖြစ်မှာပဲကူညာအနေနဲ့လိုက်ပြီးတော့တိုက်တည်ဖြစ်စေမတိုက်ဘူးဖြစ်စေစကန်ဘောကဖြစ်ကိုဖြစ်မှာပဲအဲ့စကန်ဘောအတွက်ကိုစနိုက်ဒါကပြင်ဆင်ထားတယ်တိုက်ပွဲဝင်ထားတာကိုမြင်တွေ့ရလိမ့်မယ်ပြီးတော့အမ်အဖွင့်ကူကလည်းအဲ့လိုပုံဇံမျိုးလောင်းဘောတော့မဟုတ်ဘူးကန်စစ်ကနေမကွာရတိုက်ပြီးရှင်းထုတ်လိုက်တဲ့ clearances ကနေရသွားတဲ့အနေအထားမျိုးအထိုက်တော့ second ball လို့ပြောလို့ရတယ်ပေါ့နော်ဒီအချက်တွေကအင်မတန်အရေးပါခဲ့တယ်အဲ့တော့ long ball ဟာ liverpool ကိုထိုးနှက်တဲ့ဒီအရေးပါတဲ့အချက်တစ်ခုဖြစ်တဲ့ crossing တွေပြီးတော့ area တွေ second ball တွေဟာရေးပါတဲ့အချက်တွေဖြစ်တယ်အဲ့ဒီအရာတွေအကုန်လုံးကိုအမော်ရင်ကအသုံးပြုသွားတယ်ပေါ့နော်ကျွန်တော် layer level review မှာတော့ပြောခဲ့တယ်ဒါပေမဲ့အသေးစိတ်တော့မဟုတ်ဘူးအဲ့ဒီခုဒါအသေးစိတ်ဒီမြင်ကွင်းလေးကို ပေါ့နော်ပုံမူအာမြင်သာအောင်တင်ပြခြင်းဖြစ်တယ်အဲ့တော့ long ball နဲ့ပတ်သက်လာရင်ဒီပွဲမှာ united ဟာ အများကြီးသုံးခဲ့တယ်86ကြိမ်အထိလောင်းဘောအသုံးပြုခဲ့တယ်။ဒီရာဒီ2025ထဲမှာ MV ကွင်းမှာလောင်းဘောတင်တာအများဆုံးအသင်းဖြစ်လာတယ်။ပြီးတော့ um percentage ရကြည့်မယ်ပေါ့နော် percentage ရကြည့်မယ်ဆိုရင် United ဟာဒီဘက်မှာလောင်းဘော86ကြိမ်အသုံးပြုခဲ့ခြင်းက26ရာခိုင်နှုန်းရှိတယ်။လောင်းဘောအသုံးပြုမှု26ရာခိုင်နှုန်းရှိတယ်။အဲ့တော့ maybe 26 25 24ဒါက website တွေပေါ်မူတည်ပြီးတော့ကွာချတယ်ကျွန်တော်၃မျိုးလောက်တွက်ကြည့်ပြီးပါပြီပေါ့နော်တစ်ခုမှ25ထွက်တယ်တစ်ခုမှ26ထွက်တယ်ထားပါတော့အဲ့လောက်ပမာဏအထိတုံးလာက MV ကွင်းမှာဒါအများဆုံးပဲပြီးခဲ့တဲ့ပွဲတော့ငါပေါ့နော်အဲ2025အစောပိုင်းတော့ကစားတဲ့ MV ကွင်းက2 2တည်ပွဲတော့ကလည်းအဲ့လိုလောင်းပွဲတွေအများကြီးတုံးခဲ့တယ်အဲဒီဘက်မှာလည်းဒီ fashion ကိုဆက်ပြီးတော့မြင်ရတယ်စကန်ဘောတွေကိုလည်းဒါလုံးဝ ွဲမစခင်တည်းကသူကပြောထားခဲ့တာဒီဟာအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုတကယ်ပွဲထဲမှာလည်းအကောင်းဆုံး execution လုပ်သွားနိုင်တာကိုတွေ့မြင်ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒါဟာအမော်ရင်နဲ့ပတ်သက်ပြီးချီးကျူးရမယ့်အချက်ကြိုးစားရမယ့်အချက်ဖြစ်တဲ့တကယ်ထိရောက်ခဲ့တယ်ပြီးတော့ United ဟာဒီဟာဒီမှာ long ball တွေကိုအရန်အသုံးပြုနေတယ်ပေါ့နော်ပွဲတိုင်းမှာ long ball 50 plus ကန်တင်နေတာကိုကျွန်တော်တို့မြင်တွေ့ရတယ်50ထက်ကျလာက Brandford နဲ့တပွဲပဲရှိတယ်ပရီးမီယာလိမှာကျန်တဲ့ပွဲတွေအကုန်လုံး90နဲ့အထက် အဲ့တော့အာဆင်နယ်အသင်းကိုလည်းအချိန်60ကျော်ကန်တင်ခဲ့တယ်ဒီအကြောင်းကိုကျွန်တော်အာဆင်နယ်နဲ့ပွဲတော်ကလည်းကျွန်တော်ပြောခဲ့ဘူးတဲ့လက်ရှိဘောလုံးရဲ့ trend သွားနေတဲ့ပုံစံတွေကလည်းဒီဘက်ကိုပိုသွားတယ်ပေါ့နော်အဲ့ဒီအကြောင်းတွေလည်းကျွန်တော်တက်တက်ဗီဒီယိုတွေပြောခဲ့ပြီးပြီးတော့ကျွန်တော်ပေါင်းဆက်ပြီးတော့မပြောတော့ဒီကြည်ဘူးတဲ့မိဆွေတွေကတော့ဒီသဘောတရားကိုကောင်းကောင်းနားလည်မယ်လို့ယူဆတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတင်နေတာ personal elements goal kick long ball 44ချိန်ကန်နေခဲ့တယ်၈ချိန်က successful ဖြစ်တယ်အဲ့တော့ အဲ့ဒီပုံစံကြီးလီဗာပူးရဲ့အားနည်းချက်ကြီးကိုသူကတက်တက်အဲ့အနာပေါ်ကိုလာတုတ်ကိုကွက်တီကြအောင်လှုပ်ခဲ့တာဗောနော်လှုပ်ခဲ့ပြီးတော့တခြားသောညီမျိုးစုံတွေနဲ့တိုက်ခိုက်ခဲ့တယ်ပြီးတော့ယူနိုက်တက်ဟာထားပါတော့လီဗာပူးကိုအဲ့လိုမျိုးတိုက်ခိုက်တယ်လောင်ဘောင်းနဲ့တိုက်ခိုက်တဲ့အသင်းတွေရှိတယ်အဲဒီတခြားသောဒါ league ဖလားပြိုင်ပွဲတွေမှာ FA ဖလားပြိုင်ပွဲတွေမှာဟိုအောက်ကအသင်းတွေနဲ့တွေ့တဲ့အခါအဲ့အသင်းတွေအဲ့လိုမျိုးတော့ရှောက်ဒုက္ခပေးတာမျိုးရှိတယ်။ဒါပေမဲ့အဲ့အသင်းတွေကအဲ့ဒါပဲလုပ်တတ်တာ United ကအဲ့ဒါပဲလုပ်တတ်တာမဟုတ်ဘူး United ရဲ့ player တွေမှာပုံမြင့်တဲ့အခြေအနေတွေရှိတယ်။ဥပမာ ကျွန်တော်အစကပြောခဲ့တယ်မာတီးယက်စ်ကူညာရဲ့လှူရှားမှုမျိုးအင်မတန်အာရုံနောက်တယ်ပေါ့နော်အဲ့တော့လောင်ဘောတွေစကန်ဘောကောက်တာတွေစက်ပီတွေတွေမဟုတ်ဘူးပြေးမဲ့ကစားသမားတွေရှိတယ်ကောက်တာအထက်ကင်းသူတို့အနေနဲ့အန်ဘူမိုလိုအာမဒီယာလိုလိုအာရုံနောက်မဲ့ကိစ္စတွေရှိတယ်ဒီအတွက်ကြောင့်လီဗာပူးကဒီဂိမ်းဘောလေးကိုရင်ဆိုင်ကြလာရတာအင်မတန်ခက်ခဲခဲ့တယ်သူတို့ရဲ့အကောင်းဆုံးအခြေအနေအကောင်းဆုံးရတန်မှာဆိုရင်တော့တမျိုးပေါ့အခုကသူတို့ကိုယ်တိုင်ကတက်ပြက်နေတဲ့အနေအထားမှာဖြစ်တဲ့အတွက်အမော်ရင်ရဲ့ဒီပွဲချင်းကပေါ့အောင်မြင်ခဲ့ပြီးတော့ဒီသူ့အတွက်ဒါနှစ်ပွဲဆက် back to back win premier league မှာရရှိခဲ့တယ်ဒါကြောင့်မလို့ကျွန်တော်က little bit review မှာလည်းကျွန်တော်ချီးကျူးခဲ့တာအခုနည်းနည်းလေးပြန်ပြီးတော့အကျယ်ချက်ပြီးတော့ပုံပုံမြင်သာအောင်ဒါပြောခြင်းဖြစ်ပါတယ်ပြီးတော့နောက်ထပ်တစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီပုံစံက sustainable model လားအဲ့တော့ကျွန်တော်ကတော့ဒါတောက်လျှောက်ပြောပါတယ်ဒီကျွန်တော်ကို soccer house မှာဖြစ်ဖြစ်ဒီကျွန်တော် channel မှာဖြစ်ဖြစ်ကြီးတဲ့ပြည်သက်တွေလေဒါတိမယ်ပေါ့နော် sustainable ပေါ်တယ်မဟုတ်ဘူးကျွန်တော်အမြဲတမ်းဒါကိုထည့်သွင်းပြောကြလေးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကအရေးကြီးလို့ဒီလိုပေါ်တဲ့ကစားတဲ့အသင်အဲ့အသင်တွေကမကြုံသေးလည်းမကြုံရသေးဘူးပေါ့နော်ကြုံလာတဲ့ခါကျရင်လည်းအဲ့ဒုက္ခကိုခံရတယ် sustainable မဖြစ်မဖြစ်ဘူးပေါ့လေအဲ့တော့ United နိုင်ပွဲတော့ကျွန်တော်တို့ခွဲစိတ်ကြည့်လို့ရတယ်ဒီပွဲမတိုင်ခင်မှာ Sky Sports ကအဆီဇင်တစ်ခုလုပ်ခဲ့တယ်အဲ့အဆီဇင်မှာ data တွေချပြခဲ့တယ်ပေါ့နော်အဲ့တော့ United ဟာ ball position under 50မှာ နိုင်ဝဲနိုင်ဝဲ percentage ပုံများ40ရာခိုင်နှုန်းကျော်ကိုနိုင်ထားတယ်။ over 50ဖြစ်တဲ့ပွဲတွေမှာဒီဘောလုံးပိုက်ဆိုင်မှု over 50ဖြစ်တဲ့ပွဲတွေမှာနိုင်ဝဲရာခိုင်နှုန်းအင်မတန်ကျဆင်းပြီးတော့14ရာခိုင်နှုန်းဝင်ခြင်းပဲရှိတယ်။တော်တော်တော်နေရငါးပွဲပဲနိုင်တယ်။ဒီ over 50ဖြစ်တဲ့ပွဲတွေမှာဒီ under 50ပွဲတွေကတော့စုစုပေါင်း14ပွဲရှိတယ်ပေါ့နော်14ပွဲထဲမှာ percentage နဲ့ကျွန်တော်ပြန်ချတဲ့အခါမှာနိုင်တော့5ပွဲပဲ percentage နဲ့ပြန်ချတဲ့အခါမှာတိတိတသာခြားနားမှုဖြစ်စေတယ်ရှုံးပွဲကလည်း3ပွဲပဲရှိတယ်တော်တော်လေးနည်းတယ်လို့ပြောလို့ရတယ်ဟုတ်ပြီဒါကကိုယ့်ဘက်ပိုကောင်းတဲ့အသင်းတွေနဲ့ကစားတဲ့အခါမှာမှန်တယ်ဒါပေမဲ့တကယ် United ရဲ့ဂုဏ်သိက္ခာ United ရဲ့ status က80 status မဟုတ်ဘူးဒါက Amorin ကိုယ်ကရောက်ခါစားကလေးကသူပြောခဲ့ပြီးသား စပိုတင်လစ်ဘွန်ကအရာကိုမန်ချက်စတာယူနိုက်တက်ကိုဘတ်တို့ထည့်ပြီးတော့ထိုးသွင်းလိုက်လို့မရဘူးအဲ့တော့ကဘာလဲဆိုတော့ तू ကဘာနဲ့နာမည်ကြီးနေရလဲဆိုတော့မန်ချက်စတာစီးတီးကိုဘောလုံးပိုဆိုရှင်28ရာခိုင်နှုန်းနဲ့အနိုင်ရခဲ့တယ်စပိုတင်လစ်ဘွန်ကမန်ချက်စတာစီးတီးကိုကိုးပြတ်နိုင်ရခဲ့တယ်အဲ့ပွဲအပြီးအခြေအနေတွေကို तू ကပြန်လဲတင်ပြပြီးတော့အဲ့လိုမျိုး28ရာခိုင်နှုန်းနဲ့မန်ချက်စတာယူနိုက်တက်မှာလာကစားလို့မရဘူးဆိုတာမျိုး तू ပြောခဲ့တာ तू ကိုယ်တိုင်လည်းလက်ခံထားတယ်အသင်းရဲ့ hierarchy ကလည်းဒီအချက်ကိုတည်ထားပြီးသားပြိသက်တွေမှာလည်းဒီလက်ခံချက်တွေရှိတယ်။အဲ့တော့ တချို့သောပွဲတွေဒီနိုင်ပွဲကလည်းအရေးကြီးတယ်ဒီလိုနိုင်ပွဲတွေလည်းလိုအပ်တယ်ဒါပေမဲ့ဒီ model က sustainable ဖြစ်တာလားဆိုရင်မဖြစ်ဘူးလို့ပြောလို့ရတယ်အဲ့လိုမျိုး long ball တွေတင်တဲ့ break တွေဖြစ်တယ် chaos ဖြစ်နေတဲ့ပွဲက chaos ဖြစ်ပြီး basketball match ဖြစ်နေတယ်အဲ့ဒီအတွက် basketball ပွဲတွေရေးတာကြည့်ဖို့ကြားလိုက်မယ်ဝုံဝုံဝုံပေါသွားလိုက်ဝုံဝုံဝုံပေါသွားလိုက်ဒီပွဲမှာလည်းကျွန်တော်တို့က united က big chances 5ချိန်ရခဲ့တယ်တစ်ချိန်ထဲမှာ liverpool ကလည်း big chances 5ချိန်ရခဲ့တာကျွန်တော်တို့မြင်တွေ့ရလိုက်မယ်ကန်သွင်းချက်16ချိန်အထိခွင့်ပြုခဲ့ရတယ်ဒါက liverpool ဟာ click မိနေတဲ့ liverpool မဟုတ်ဘူး မကောင်းဘူးပေါ့သူတို့ပြိဿတွေကိုယ်တိုင်တော့ဟာဒီလီဗာပူးကြီးမကောင်းပါဘူးကွာဆိုပြီးဖြစ်နေတဲ့လီဗာပူးအသင်းအဲ့ရအသင်းကိုဒါဒီလိုမျိုးခွင့်ပြုခဲ့ရတယ်အမော်ရင်ကိုယ်တိုင်လည်းသူ့အသင်းရဲ့လိုအပ်ချက်တွေအားနည်းချက်တွေကို press conference မှာသူပြောသွားတယ်ဒုတိယပိုင်းမှာဒီ second ball ကောက်တဲ့အနေအထားတွေမှာတံပတ်ကျော်တာတွေရှိတယ်ကန်စစ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိတယ်ဆိုတာသူထောက်ပြသွားတယ်ဆိုလိုချင်တာကဒီနိုင်ပွဲနိုင်သွားပြီးအရန်ကောင်းတယ်ဆိုတာတော့မှန်တယ်ဒီမှာရက်နေလို့မရဘူးတခြားသောအရာတွေအများကြီးရှိသေးတယ်ဒီနိုင်ပွဲရဲ့အရာတာကို ် United ပြည်သက်တွေကခန်းစားရမှာမှန်ပါတယ်ဒါကျွန်တော်ကတော့ content တင်ဆက်သူဖြစ်တဲ့အတွက်ဒီပွဲကိုနိုင်အောင်ဘယ်လိုလုပ်ခဲ့တယ်လဲဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်သလိုတခြားသူနဲ့ကပ်ပါနေတဲ့အရာလေးတွေရှိတယ်။အဲ့ဒီအရာလေးတွေအကြောင်းကိုလည်းကျွန်တော်မှတင်ဆက်ပေးတာဖြစ်ပါတယ်။အဲ့တော့ United ရဲ့နိုင်ပွဲနဲ့နောက်ဆက်တွဲပေါ့နော်။နောက်ဆက်တွဲ little bit review ကတော့လုပ်ပြီးသွားပြီ။ဒါပွဲပြပြချင်းဆိုတော့ဖုတ်ပုံမိလိုက်ပဲ။အမြန်ပြောရတာပေါ့နော်။ပြီးတော့နှစ်သင်းစလုံးအကြောင်းတွေလည်းကျွန်တော်တို့ပြောရတယ်။ ပြီးတော့ review ဖြစ်တဲ့အတွက်ပွဲတွင်ဖြစ်ရတဲ့ကိုလည်းကျွန်တော်တို့ပြောပါတယ်တစ်ခုတစ်ခုကောက်ပြီးတော့ပြောပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်16မိနစ်လောက်အသုံးပြုခဲ့တာတော့မှပြောကြရတဲ့အများကြီးကျန်သေးတယ်တချို့အရာတွေ deep dive ဖြစ်ဖို့အတွက်လိုအပ်တယ်ပြီးတော့တချို့အရာတွေက data အချက်အလက်နဲ့ကျွန်တော်ပန့်ပိုးပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ပွဲ app မှာကျွန်တော်အနေနဲ့ဒါ data တွေလည်းပုံပုံရရှိလာတဲ့ press တွေနားထောင်ပြီးသွားပြီး interview တွေနားထောင်ပြီးသွားပြီးဖြစ်တဲ့အတွက်ဒါပုံပုံတင်ဆက်ပေးလာနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒီအချက်ကလေးတွေကိုဒီ video ကနေဒါထပ်မံပေါင်းစပ်ပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ် လီဗာပူးအသင်းအတွက်လည်းတင်ဆက်ပေးမလို့စဉ်းစားထားရတာဒါပေမဲ့ကျွန်တော်အနေနဲ့ပြီးခဲ့တဲ့အပတ်တွေအပတ်တွေအပတ်တွေပြီးတော့ Soccer House နဲ့အစီအစဉ်တွေမှာကျွန်တော်လီဗာပူးအကြောင်းပြောတာတော်တော်လေးကိုများနေပြီရှူဒေါင်းစုံနေပြီလို့ယူဆတယ်ကျွန်တော်ပြောချင်တဲ့အပိုင်းလေးတွေတော့ရှိသေးတယ်ဒါပေမဲ့အဲ့အကြောင်းတွေတော့ကျွန်တော်နောက်မှပဲပြောတော့မယ် United ကိုလာပို့ပြီးတော့ဦးစားပေးပြီးတော့ဒါဒီဒီနေ့မှာဒါတင်ပြပေးလိုက်တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ